အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကျွန်တော်သိတော့ချက်စီအသိန်းဆိုတော့ကျွန်တော်ဟိုးရင်ကချက်စီသိန်းအကြောင်းလေးတွေကိုကျွန်တော်နည်းနည်းလေးရောက်တတ်ရရာလေးနဲ့ပို့ပေါ်ပါလေးပြောသွားမှာဖြစ်ပါတယ်အမ်ချက်စီသိန်းကတော့ကျွန်တော်ဒီအသက်35 40တန်းနေပေါ့အဲ့ဒါတွေကတော့တော်တော်ကြိုက်ပါတယ်အမ်1990ဖုန်းလေးတွေအဲ့ဒါဆိုတော့ချက်စီကိုတော်တော်များများကြိုက်ပါအဲ့ဒီတော့ဆိုကြိုက်ချက်စီမန်ယူလီဗာပူး အဲ့ဒီဖန်နေများပါတယ်အဲ့ခက်မွေတဲ့လူတွေကတော့အစနေအဲ့ခက်တော့သူတို့တွေကယူတီစောင်းနေကြတာပေါ့အမ်တကုတ်ရှိတာကိုကျွန်တော် ချက်စီဖန်မဟုတ်ဘူးเนาะချက်စီတင်းကြောင်ဘလို့ဟိုကြိုက်သဘောကြတာလဲဆိုတော့လီလာဖြစ်တာလဲဆိုတော့ကျွန်တော်တငယ်ချင်းကချက်စီဖန်တယောက်ရှိတယ်ကျွန်တော်တကယ်ချင်းချက်စီဖန်ချက်စီတင်ကြောင်တာ တော်တော်သူ drawer ကြီးကိုကြိုက်တာဗျ drawer ကျွန်တော်ပဲ set တဲ့ ူတရောတော့ကျွန်တော် dropper နဲ့လေးလာကြတော့ကောင်းတယ်ဗျအချက်စီး dropper ရေတော်တော်ကောင်းတယ် dropper နဲ့ morning ကိုဇက်လန်ရလဲတော်တော်လေးဟိုသဘောကျဖို့နှစ်သက်ပွဲကောင်းတော့ဗျာအကုန်လုံးကြားမှုမှာပါမော်ရီဟိုကသူပေါ်တူနီးတရတော်ထင်တယ်။သူကအဲ့ဒီမှာမာဆေးနဲ့ကစားတော့အဲ့ဒီမှာဒီဒရော့ပါကမာဆေးတင်ရတင်တယ်။ အသိမှခွင့်လို့ပါကျွန်တော်တိတ်မသိလို့ပါဇက်လန်လေးပဲအဓိကနားထောင်ပြောအဲ့ဒီမှာဒီပတော်ပါဟိုရုံသုံးခါကြီးဒီတကူသွင်းပြီးအောင်မွေးခတ်မောကနောက်ဆုံးကူသွင်းတာကြာနေတာပေါ့အရန်ဟိုစက်ရုပ်ကြည့်လို့တဲ့အားကျုံမဲ့ငကစားပြီးတော့ပေးဆက်လူစိတ်များတော့မော်နီဟူကသဘောကျတော့ပွက်ပြီးတော့ဝက်လေကန်သွားတော့မော်နီဟူကဒရော့ပါပကုန်းဖတ်ပြီးတော့ မင်းကွာတဲ့ငါမင်းတော့မခေါ်နိုင်ဘူးကွာတဲ့မင်းတို့နိုင်ငံမှာမင်းတို့ညကစားကောင်းတဲ့မင်းညီကိုတကယ်ချင်းလေးမရှိဘူးလားငါ့ကိုကြောက်ရပါလားဆိုတော့ drop လာတယ်ပြုံးတော့ဟိုးဖော့ရဲတဲ့ဆရာရေပေါ့တစ်ချိန်ကျရင်ခေါ်နိုင်တဲ့တင်းစီရောက်မှာပေါ့ဖော့ရဲတဲ့အဲ့ဒါနဲ့သူတို့ပြီးသွားနိုင်ဇလန်ဒါမဲ့ကញ្ញမတပတ်လှေတာပဲကြာအဲ့လိုမျိုး မော်နီဟိုကလည်းချက်စီရောက်သွားတယ်အမှချက်စီရောက်တော့ तू ကချက်စီကအတိတ်ကနီးပြချရာတဲ့အင်မချက်စီကကစားသမားဝယ်တာအတိအဆုံနဲ့လူ3သိန်းစာလောက်ရှိတယ်နီးပြတွေပဲပြောင်းတာအရင်ချက်စီနော်အရင်ချက်စီတတိရုရှားတတိရအဲ့ဒါနဲ့မော်နီဟိုမေးကြိုက်တဲ့ကစားသမားခေါ်ဆိုတော့ကျွန်တော်ဒရောပါခေါ်ပြီးဆိုတော့မသိဘူးလေဒရောပါဒီပြင်သစ်လီကူက အာဖရိကသားဒရောဘာမသိဘူးတခြားနောက်မကြီးတွေခေါ်ပါလားဆိုမရအောင်ကျွန်တော်ဒရောဘာပဲခေါ်မယ်အဲဒရောဘာရောက်လာရောက်လာတော့တွေ့တာနဲ့အာနှုတ်ဆက်တာပေါ့အာဘော့တသူကဟိုမော်ရီဟိုဆရာပေါ့ကျွန်တော်ချက်စီတော့ကျွန်တော်အကောင်းဆုံးပိတ်ဆက်ပေးကစားမှန်းတယ်ဆရာတော့ကျွန်တော်တိုက်ပွဲဝင်မှာအဲ့ဒီစကားကတော့ဒီနေ့ဒီအချိန်ထိ dropper morning ဟိုကောင်းကြောင်းမပြောတာ ဲ့လောက်ထိသူတို့နဲ့ relationship ကအခိုင်အမြဲတာတအားချစ်ကြတာတောင်တောင်လေးစားမှုရှိတယ် drop ဟာပါဇက်ကနေမော်ရီဟိုမကောင်းချောင်ခုထိမပြေဘူးမော်ရီဟိုကလည်း drop မကောင်းချောင်ခုထိမပြေဘူးအဲ့လောက်ထိသူတို့ချက်သွားတာအဲ့လောက်ထိအဲ့လောက်ထိအဲ့လိုမျိုးဒါပါတော့ဒါကတော့ drop ကြောင့်နဲ့မော်ရီဟိုကြောင့်စကားဆက်မိလို့ပေါ့နောက်တစ်ခုကြတော့အဲ့ဒီမှာ drop ကျွန်တော်ကြိုက်တာအဲ့ဒီအဲ့ဒီကျွန်တော်တကယ်မောင်နျူးဆိုတာရှိတယ်သူက Chelsea fan အကြီးစား तू တော် drop ဟိုဘာလို့ကြိုက်တယ်လဲမေးလို့ तू တော် ဒရောပါခေါင်းတိုက်ဘောတွေဥမာထားပါတော့လေဖြတ်တင်ဘောတင် crop ဘောတွေတင်မှာဒါကနေတရားဆွဲတီလာထားပါတော့မာတာတိတိမာလူလာတိတိကာလူတိတိဆော်လမွန်ကာလူတိတိအဲ့ဒါနေဖြတ်တင်ဘောတင်လိုက်တဲ့အချိန်မှာအဲ့လိုမျိုးဒီတောင်မန်းနေ crop ဘောဖြတ်တင်လိုက်ရင်နဲ့ drop ပါနောက်ဟိုဘက်တစ်ဖက်တင်ရဲ့နောက်တန်နေမန်ယူတိတိဥမာလီဗာပူးမန်စီးတီအဲ့လိုနောက်တန်နှစ်ယောက်မမိုင်းနဲ့ဥပမာပဲညဖွေတဲ့ဖာဒီနာလူကျုံမဖမ်းလို့မရအောင် ဒရောပါနော်ဒရောပါသူတို့နဲ့တန်းနေကြအောင်နေတတ်တယ်ပြီးဘလုံးသူ့ကောင်းမွန်ရအောင်ထက်ဆိုတိုက်လိုက်တယ်အမကိုးပြီးလုံးဝလူမကြုံအဲ့လိုမျိုးအဲ့လိုမျိုးကောင်းတိုက်ကိုသွင်းတာသဘောကျရတာအဲ့ဒါကျွန်တော်တကယ်ချင်းချက်စီဖန်မောင်ညူပြောတဲ့ဒရောပါအကြောင်းပါဒါအနေနဲ့ကျွန်တော်ဒရောဘကြိုက်တယ်ဒရောဘဟိုတာဖြစ်တယ်။နောက်အဲ့ဒါပြီးတော့တော်ရတ်တို့ရောက်လာတဲ့ချက်စီယော ပြီးတော့မှတ်မှတ်ရအဲ့ဒီမှတ်တရကြည့်ဘူးတော့အဲ့ဒီဟိုဘာစီလိုနာနဲ့ဟိုနာနဲ့ချက်စီနဲ့ဘာစီလိုနာနဲ့ချက်စီနဲ့ချန်ပီယံလိဆီမီဖိုင်နယ်ဝန်ကျော်ပြောတာနှစ်ထောင်ဟိုတာနော်ဒီဒီတော့ရတ်တို့ကိုတွင်တဲ့နှစ်နော်အဲ့တော့ပြိုပြိုဖို့ခေါင်းတာ တော်ရကအဲ့ဒီမှာနော်ဘာစီတယောက်တည်းကြာသွားတယ်ဘောလုံးတယောက်တည်းရတော့ဘာစီကိုသူမလိန်ခောက်လာတယ်အဲ့ဒီလိန်ခောက်တဲ့အချိန်တည်းကိုချက်စီပြိတ္တတွေကဖျားတက်နေတော့ကိုနဲ့တော်ရပဲရှိတယ်အဲ့ဒါကိုဖျားတက်နေတော့မတည့်လဲဆိုတော့အဲ့ဒီအရာတိအရှိပွဲမှာမိုင်ယူနဲ့ပွဲမှာချက်စီဟိုမိုင်ကိုသူမတိခိရာကိုတော်ရကခောက်ပြီးတော့ကန်လိုက်တယ်ကိုနဲ့သူနဲ့ပဲရှိတယ်ဘောလုံးအတင်ရောက်သွားတယ်အဲ့ဒီမှာတော်ရဟိုဘာစီကိုသူမလိန်ခောက်တဲ့တိကိုကိုတော့ပေါ့တဲ့ဂျန်နာတာကိုချက်စီ ပြိသက်တည်းကဖျားတန်းနေတော့ကန်လိုက်တဲ့ကူတော့အမဘာစီကိုနိုင်တော့ချက်စီကလည်းတာအားဖြတ်သွားတယ်အဲ့ရဒီချက်စီဟိုချမြန်လီရတာလည်းတော်တော်ထူးဆန်းပါတယ်အဲ့ဒီမှာဟိုကွာတာမှလား16တင်းစင်းပါလားနာပိုလီကိုဝေးခွင်းမှာ၃ခုကူမရှိလား၄ခုကူမရှိလားရှောင်းလားအဲ့ဒါပြီးတော့မှဒီမှာနှစ်ကြော့ပါအောင်၃ခု၃ခုနဲ့လား၃ခု၃ခုတကူနဲ့လား အဲ့လို၃ခု၄ခုနဲ့လာမလို့ပြန်နိုင်တယ်အဝီးခုစီမြင်လဲအဲ့ဒါလည်းလွန်စရာကောင်းပါအဲ့လိုလေးနဲ့နိုင်သွားတော့ချက်စီကမှတက်သွားတာအဲ့ဒါချက်စီကတွေးတော့လဲဟိုဘိုင်ယန်နဲ့ကြည့်ရတယ်လဲတက်ပါလေချန်ပီယံလိကဟိုဘိုင်ယန်နဲ့ချက်စီရဲ့ချန်ပီယံလိဘူလူဘော်ကြီးကလည်းအကုန်လုံးသိပါတယ်အဲ့လိုနဲ့ပန်နတီမှာနောက်ဆုံးဒရောဘကယ်ပြီးတော့ယူသွားတယ်ဗောတရား ော်လေးတျော်ဖို့ကောင်းပါတယ်ဒါချက်စီတင်းရဲ့လွမ်းစရာလေးတွေနဲ့ကျွန်တော်သိတဲ့ချက်စီကြောင်းကျွန်တော်ပြောတာပါကျွန်တော်ချက်စီ fan လည်းမဟုတ်ပါဘူးဟိုဘယ်တင်း fan မှလည်းမဟုတ်ပါဘူးကျွန်တော်မြန်မာအသင်း fan မှအားလုံးအားလုံးကျေးဇူးတင်ပါတယ်ပြောခြင်းနဲ့အသင်းကြောင်းဟိုပြောခြင်းနဲ့ကြော